အားလုံးမင်္ဂလာပါ UK match day ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒီတစ်ပတ်က England Premier League ပွဲ ပြန်စပြီးပြန်စတဲ့အခါမှာစိတ်ဝင်စားစရာ ထိပ်သီး3သင်းရဲ့လာမယ့်ပွဲစဉ် feature 5ပွဲအကြောင်းကိုပြောပြခြင်းနဲ့ဘာကြောင့်လဲဆိုတော့ Champion ဖြစ်နိုင်တဲ့အသင်းက3သင်းပဲရှိတယ်ဗျာ Manchester City တေချာပေါက်ပြန်လာမယ် အာဆနယ်ရှိမယ်နောက်လက်ရှိချန်ပီယံလီဗာပူးရှိမယ်၃သင်းရှိမယ်ဒီ၃သင်းကလွယ်ရင်ကျွန်တဲ့အသင်းတွေကိုကျွန်တော်ဖြစ်နိုင်ခြင်းနည်းတယ်ဗျာချယ်ဆီကအစတော့ချယ်ဆီကိုစဉ်းစားလို့ရပါမယ်ချွေးပြင်းနဲ့သူတို့အပေါ်က၃သင်းနဲ့ဖြင်းပြင်းနဲ့ကပ်ကကွာလာတော့မယ်သူတို့ရဲ့လက်ရှိ injury ပြဿနာရဲ့လူစင်းတောင့်တမှုအခြေအနေရဲ့နောက်တစ်ခုကချယ်ဆီရဲ့လိပြိုင်ပွဲရဲ့ဖုန်းအခြေအနေတွေကိုကြည့်တဲ့အခါမှာဖြစ်နိုင်ခြေက၃သင်းပေါ့လေ Gary Neville ကတော့ ချန်ပီယံတွက်အာဆင်နဲ့လီဗာပူးကအဓိကပြိုင်ပတ်လို့ပြောတယ်။ဂျီမီကာရီကာကလည်းသူတို့နှစ်သင်းအပြင်မန်စီးတီးကိုလည်းထက်တွက်မယ်လို့ပြောလို့အသင်းတော်တော်များများ ဖန်တီတီတော်များကတော့ဒီ၃သင်းကအဓိကလူရမယ်ဆိုတဲ့အကြောင်းပေါ့လေဆိုတော့လက်ရှိအမပေးစရာမှာလီဗာပူးကတော့ဇာတ်ထိတ်မှာဥဆောင်နေတယ်သူတို့က6ပွဲကစားပြီးတဲ့အချိန်မှာ25မှတ်ရပြီးတော့အာစနယ်က13မှတ်ထော့တနမ်နဲ့ဆန်ဒလန်က17မှတ်ပဲလီစ်က17မှတ်ဘုံမောက်17မှတ်ဒါပေမဲ့မန်စီးတီးက10မှတ်ဆိုတော့မန်စီးတီးကလီဗာပူးနဲ့9မှတ်အကွာအာစနယ်နဲ့3မှတ်အကွာဘာဖြစ်ဖြစ်လဲစီးတီးကိုဘာကြောင့်ထည့်လဲဆိုတော့အားလုံးသိထားပြီစီးတီးက နောက်ဆုံး၈နှစ်တွင်မှ6ကြိမ်ကြီးချန်ပီယံဖြစ်ထားတဲ့အသင်းဆိုတော့သူကတေချာပေါက်ထဲကိုထည့်ရမယ်ဆိုတော့တမိုင်းတစ်လျှောက်မှာအဲ့10နှစ်တာ9ကြိမ်ရဘူးတာက1980ကျော်80ကာလကလီဗာပူးတသိမ့်မဲ့ရှိတယ်အဲ့10နှစ်တာကာလမှာသူတို့က9ကြိမ်ကြီးရဘူးတယ် Manchester United အရန်ကောင်းတဲ့ Golden Era မှာလည်းသူတို့အများဆုံး10နှစ်အတွင်းမှာ6ချိန်ပဲရဘူးတဲ့6ချိန်ပဲရဘူးတော့ City က10နှစ်အတွင်းမှာသူ့အတွက်ချန်ရှိတယ်ဒါပေမဲ့အခုလောလောဆယ်မှာ Arsenal နဲ့ Liverpool ကအဓိကလို့ဖြစ်ပြီးတော့ Manchester ကနည်းနည်းလေးအောက်ရောက်နေတယ်ဒါပေမဲ့ City လည်းကျွန်တော်တို့အချိန်တန်ပြန်လာမယ်လို့နားလေတယ်ဆိုတော့အခုလောလောဆယ်အနေထားရာ ဒီတစ်ပတ်မှာ City က Sunday မှာသူတို့ Brentford နဲ့အဝေးကွင်းကံမယ် Liverpool ကတော့ Chelsea ကို Stamford Bridge တွားကံရမယ် Arsenal က West Ham နဲ့ကံမယ်ဆိုတော့ဒီတစ်ပတ်ပွဲမှာပေါ့လေဆိုတော့ဒီတစ်ပတ်မတိုင်ခင် Champions League မှာ Liverpool က Istanbul မှာ Galatasaray ကိုရှုံးတယ် Arsenal က Olympiacos ကိုနိုင်တယ် Manchester City ကအရှိမမိုနာကိုကိုနောက်ကျကိုနဲ့တည်ကျသွားတယ်ဆိုတော့သူတို့အခုလောလောဆယ်အနေထားရ Premier League fixture ပေါ့လေဆိုတော့ Premier League fixture မှာ Liverpool ရဲ့လာမယ့်ပွဲစဉ်၅ပွဲ အာနီစလိုအသင်းက unbalance ဖြစ်နေတယ်ဒါပေမဲ့တချို့ ESPN report နဲ့တော်တော်များများမှာတော့ Florian Vas ပါဝင်နေတဲ့အသင်းက unbalance ဖြစ်နေတဲ့တိုင်အောင်သူ့ရဲ့ creative နဲ့ chance create မှုက Premier League မှာ20ချိန်နဲ့အများဆုံးဆိုပြီးတော့ကိန်းဂဏန်းနေမှာလည်းပေါ်ပြထားတယ်ပြောလို့မရဘူးလီဗာပူးအချို့နဲ့မှပြီးတော့အဲ့ media တွေကကိန်းဂဏန်းနေပြတာဟာနီးပြက73နိုင်တာလည်းဖြစ်ကောင်းဖြစ်နေဘာမှတော့မသိဘူးဒါပေမဲ့အဲ့ကိန်းဂဏန်းမှာတော့ Florian Vas ကတော့ဖန်တီးမှုမှာ Jack Grealish နဲ့အတူအများဆုံးပဲဒါပေမဲ့ တဘာဘူးအသင်းပြိတ္တတွေလည်းနားလေတယ်။ဘာကြောင့်လဲဆိုတော့သူပါတဲ့အခါမှာအသင်းရဲ့ balance ဘလောက်ဒီမမျှဘူးလို့ဆိုတဲ့အချက်။နောက်သူတို့ကိုယ်တိုင်အဓိကကိုယ်သမားအာလာဆင်ဘက်က6ပတ်နားတာက November လ Manchester City နဲ့ပွဲလောက်ထိကိုနားရနိုင်တယ်။ဆိုတော့သူမှလည်းနေတော့ pressure ရှိတဲ့အချိန်မှာ Liverpool ရဲ့လာမဲ့ပွဲစဉ်9ပွဲဒီဘူးက Stanford Bridge ကို away queen Chelsea နဲ့တွားခံရမယ်ပြီးတာနဲ့ international break နှစ်ပတ်နားမယ်ပြီးရင် Liverpool က Manchester United ကိုအိမ်ကွင်းကမ်းမယ်ပြီးရင် Brentford ကို away queen Aston Villa ကိုအိမ်ကွင်း Manchester City ကိုအဝေးကွင်းကမ်းမယ်ဆိုတော့သူတို့လာမဲ့ပွဲစဉ်၅ပွဲမှာ Chelsea ကိုအဝေး Man United ကိုအိမ် Brentford ကိုအဝေး Aston Villa ကိုအိမ်နဲ့ Manchester City ကိုအဝေးဆိုတော့အသင်းကြီးတွေက Man City ရဲ့ Man United ရဲ့ Chelsea ရဲ့၃တင်း ကျန်တဲ့နှစ်ပွဲကတော့အဝေးကွင်းကစားခတ်တဲ့ Brandford နဲ့အိမ်ကွင်းမှာတော့ Villa အခု Villa သုံးပွဲဆက်နိုင်တော့ Villa နည်းနည်းလေးပြန်ဖော်မိနေပြီပုံမှန်ဆိုရင်တော့ Villa ကို Liverpool ကကြောက်စရာမရှိဘူးပေါ့လေအဲ့ဒါ Liverpool ရဲ့ fixture ကားပွဲဆိုတော့ဒီနေရာမှာဒုတိယနေရာမှာရှိတဲ့ Mikel Arteta ရဲ့ Arsenal သူတို့ပထမပွဲချက်6ပွဲကသူတို့ပွဲချက်တွေကိုသူတို့ကြော်ဖြတ်ပြီးတဲ့အချိန်မှာအခုသူတို့နည်းနည်းလေး၄ပြီးပြန်လာမယ့်အချိန်ပေါ့လေရာသီစပွဲစတာနဲ့မုံတိုင်းမယ် Arsenal ကအဲ့6ပွဲမှာ Arsenal ပြေးတက်တယ်ဆိုရင်ဘယ်သူမှမထင်ဘူးဗျာ Man United ကိုအနိုင် Newcastle ကိုအနိုင် Man City ကိုသေ Liverpool ကိုရှုံး ံးဆိုရင်လည်းကျွန်တော်ယာတီစဆိုရင်လက်ခံတယ်ဗျာပြီးတော့ဂျားတွေက lease နဲ့ Northern Forest ကိုနိုင်ထားတာဆိုတော့အခုလောလောဆယ်မှာတို့က73မှတ်နဲ့ရှေ့ကအသေးနဲ့နှစ်မှတ်ပဲကွာတဲ့အချိန်မှာတို့ရဲ့ feature ကတို့ကို tricky အမြဲလုံးနေတဲ့ Western ပေါ့လေ Emery မှာနောက်ဆုံးနှစ်နှစ်ဆက်တိုက်အောင်နိုင်ထားတယ် White Western ကိုတို့အိမ်ကွင်းမှာကံမဲ့ပြီးရင် Arsenal တို့ကအခုဒီဘက် recently မှာနောက်ပိုင်းမှာနည်းနည်းလေးခက်ခဲနေတဲ့ Fulham အဲ့ဝေးကွင်းကတို့အမြဲတမ်း tough game ပဲ draw ကြတာများတယ်တခါတနေ့ကြော်တော့ကတို့ရှုံးအောင်ရှုံးထားတယ်ဒါပေမဲ့အဲ့ now London club Fulham နဲ့ကံပဲပြီးရင် ခရစ်စတယ်ဘဲလစ်ကိုအိမ်ကွေးမှာထက်ကမ်းမယ်အဲ့ဒါကမနစ်ကကျွန်တော်သေးကြထားတယ်ပြီးရင်ဘန်လီကိုအဝေးကွင်းဆန်ဒလန်ကိုအိမ်ကွင်းအွန်ပေပါမာတော့အိုက်ပွဲတွေအကုန်လုံးကအချောင်ဆုံးဆိုပြဘန်လီအဝေးကွင်းချောင်မယ်ဒါပေမဲ့ဆန်ဒလန်စတေဒီယမ်ကိုလိုက်ကခက်ခဲတယ်ဒါပေမဲ့အွန်ပေပါရချန်ပီယံဖြစ်ချင်တယ်ဆိုရင်တော့ဒီပွဲတွေအားလုံးနိုင်လို့ရတဲ့ပွဲတွေဗျဝက်ဆန်ကတော့ချေပြက်နေတဲ့အတွက်ကြောင့် မနေ့ကနှစ်နှစ်ဆက်တိုက်ရှုံးထားသည့်တိုင်အောင်ဒီနေ့ကတော့နိုင်တဲ့နဲ့လက်ရှိဝက်ဆိုင်အခြေအနေနီးပြတဲ့တစ်ချက်ပဲရှိတယ်။ဖူဟန်ကအာဆယ်ကိုဒုက္ခပေးတယ်ဒါပေမဲ့ချန်ပီယံဖြစ်ချင်တော့ဖူဟန်လည်းအနိုင်ခံရမယ်။ပဲလစ်ကသူတို့အတွက်တော့တကယ် tough game ဘာလို့ဆိုပဲလစ်ကအခုလက်ရှိမှာဖုန်းတော်တော်ကောင်းတယ်။အဲ့ပွဲမှာတကယ်ကစားခတ်မဲ့ပွဲပြီးဘန်လီအဝေးကွင်းကတော့နိုင်တဲ့ပွဲမျိုးဖြစ်ပြီးတော့ဆန်ဒလန်အဝေးကွင်းလည်းအသင်းကြီးတစ်သင်းအနေနဲ့ဆိုအနိုင်ရတဲ့ပွဲဆိုတော့ on paper ရဆိုရင်တော့အဲ့၅ပွဲကအာဆယ်တို့အရင်ကြီးမခက်ခဲနိုင်တဲ့ difficulty အရအခက်ခဲဆုံးဖြစ်မဲ့ပွဲကပဲ playlist အိမ်ကွင်းပွဲပဲအဲ့ပွဲနည်းနည်း tough game ပဲကျန်တဲ့ပွဲတွေကသူတို့အတွက်ချောင်းတယ်ကံကောင်းရင်၅ပွဲလုံး၁၅မှတ်အပြည့်ရသွားနိုင်တဲ့အခြေအနေမျိုးရှိတယ်လက်ရှိအသင်းရဲ့ form နဲ့ခြေစွမ်းနဲ့လူဝင်အားတောင်းတမှုဆိုတော့တစ်ဖက်က Manchester City City ကအခု Brentford ကိုအဝေးကွင်းကမ်းမယ်ပြီးရင် Everton ကိုအိမ်ကွင်းမှာကမ်းမယ်ဂျားရဲကျွန်တော် Champions League တွေကိုဖယ်လိုက်ပြီးရင် Aston Villa ကိုအဝေးကွင်းသွားကမ်းမယ်ပြီးတာနဲ့ဘုံမောက်ကိုအိမ်ကွင်းကမ်းမယ်ပြီးတော့မှ Manchester City က Liverpool နဲ့ထပ်ကမ်းမယ်ဆိုတော့သူတို့က Brentford အဝေး Everton အိမ်ပြီးရင် Aston Villa away သူတို့ Bournemouth အိမ် Liverpool အိမ်သူတို့ City လည်း Liverpool အိမ်နဲ့ Aston Villa away နည်းနည်းလေးခတ်မယ် maybe Brentford tricky game ဖြစ်တယ်ဘာလို့ Brentford ကဘသူနဲ့ကန်ကန် Chelsea ကိုသိဒါ Man United ကိုနိုင်ထားတယ်ဆိုရတဲ့ချက်ဒါပေမဲ့ကျွန်တော်ထင်တော့ City က Everton ကိုအိမ်ခွေးမှာတေချာပေါက်နိုင်မယ် Bournemouth ကိုအိမ်ခွေးမှာတေချာပေါက်နိုင်မယ်ဒါပေမဲ့ Liverpool away ပြီးတော့မှ Villa away နှစ်ပွဲကတော့ tough game ဖြစ်မယ် Brentford ကတော့ပြောလို့မရအောင်နည်းနည်းတော့ tricky game ဆိုပေမဲ့ကျွန်တော်ထင်တော့ city ရဲ့ own paper ရအရင်ကြီးတော့မဆိုးဘူးလို့ပြောလို့ရတယ် tough game ဟိုမြောက်ဒီမြောက်အသင်းတွေနဲ့အလေလက်အသင်းတွေများတယ်ဒါပေမဲ့ Villa Bat မှာ City ကအခုနောက်ပိုင်းတော်တော်ခတ်တယ်ဗျအဲ့တပွဲရှိမယ်ကျွန်တော်ထင်တော့ Liverpool နဲ့ပွဲတပွဲရှိမယ်ဒီလောက်ပဲဗျဘုံမောက်ကိုသူတို့နိုင်မယ် Everton ကိုသူတို့နိုင်မယ် Brentford လည်း probably ကသူတို့နိုင်မှာပဲဆိုတော့အဲ့၅ပွဲမှာသူတို့အနည်းဆုံးတော့ကိုးမှတ်တော့တိကျပေါ့ရတယ်ကျန်တဲ့၅ပွဲကိုသူတို့ lottery အနေနဲ့ကြည့်ရမယ်ဆိုတော့အဲ့ဒါကအခုလောလောဆယ်အနီထားရ၃သင်းပေါ့လေလက်ရှိမှာ surprise တွေနဲ့ဘိုးဆွဲဖို့ရေပါစားဆိုကျွန်တော်ကတော့အများအပြားဖြင့် Bat365 ကိုအားကိုးတယ် now Skybet အပါဝင် အော့ချက်ကတွေကိုအားကိုးတဲ့အချိန်မှာမထင်မှတ်ပဲနဲ့မြူကာဆယ်ကိုအာဆင်ကပွဲချက်နိုင်လိုက်တဲ့အချိန်မှာလီဗာပူးကပဲလစ်ကိုရှုံးလိုက်တဲ့နောက်ဆက်တွဲမှာအာဆင်ကို surprise နဲ့ပထမအဆုံးချိန်ချန်ပီယံဖြစ်နိုင်တဲ့အသင်းပြေထိပ်ဆုံးမှာပို့လိုက်တယ်။ရာသီစတွေကလီဗာပူးက6ပွဲတိတိထိပ်ဆုံးမှာရေဘန်းစားခဲ့ပြီးတော့ဥဆောင်သူဖြစ်ရှိခဲ့တာကနေသူတို့ကရေဘန်းစားမှုမှာ rank မှာနံပါတ်1ဖြစ်သွားပြီးတော့အာဆင်ကို surprise နဲ့ထိပ်ကိုပို့လိုက်တယ်။ပြီးတော့မှလီဗာပူးကနံပါတ်2မန်စီးတီးက3-3သင်းပေါ့လေ။ဆိုတော့အခု လီဗာပူးရဲ့ difficulty ပွဲတွေထဲမှာကျွန်တော်ခုနပြောလိုပုံလေး Chelsea away Man United အိမ် Aston Villa အိမ် Man City away မှာထားပါတော့ away နှစ်ပွဲ Chelsea နဲ့ Man City နှစ်ပွဲဟာ tough game ဖြစ်မယ် Man United ကတော့9-0နဲ့ဒါပေမဲ့ခက်တာလေ United ကလည်းလီဗာပူးကွဲမှာအမြဲတမ်းတေးကြနေတာတူတူတပွဲ ဇီဇီတပွဲကန်ခဲ့ပို့တဲ့ကြောင့် United ကိုသူတို့ short တော့လို့မရ United ကတခြားသင်းတွေကညံ့တာလေဘာဘူးနဲ့ကိုတောက်ကန်နေပြတဲ့ကောင်ကဆိုတော့ Aston Villa အင်ကွင်း Brentford အဝေးကွင်းဆိုတော့ Brentford က Liverpool နဲ့ Man City နဲ့နှစ်သင်းလုံးနဲ့ကန်ရမယ် Arsenal ကတော့ Palace ကတော့သူတို့အတွက် difficulty ပွဲဖြစ်တာလွှဲရင်ကျန်တဲ့ပွဲတွေကမဆိုးဘူးလို့ပြောရရတယ်ဒါပေမဲ့ Fulham ပွဲကတော့နည်းနည်း tricky ပွဲဖြစ်တိုင်းနဲ့အဲတစ်ဖက်က Man City ကတော့ကျွန်တော်တို့ Brentford အဝေးလဲ tricky ရှိပြီးတော့ Aston Villa အဝေးကသူတို့အတွက်အမြဲခတ်တဲ့ပွဲ Everton ကိုသူတို့တရားပေါင်းနိုင်မယ် ဘုံမောက်တခြားပေါက်နိုင်မယ်လီဗာပူးနဲ့ပွဲဆို tough game ပဲဒါကထိပ်သီး3တင်းရဲ့ဖြစ်နိုင်ရေ feature နဲ့နောက်လာမယ့်ပွဲစဉ်9ပွဲပေါ့လေ ဘယ်လိုအခြေအနေရှိလဲဘယ်သူချန်ပီယံဖြစ်နိုင်ချန်ပီယံဖြစ်ဖို့ဆိုတော့ဘယ်သူအဲ့၅ပွဲမှာလီဗာပူး၅ပွဲမှာဘယ်နှပတ်ရမလဲအာဆင်ကရော15မှတ်လုံးရနိုင်လားမန်ချက်စတာစီးတီးကရော15မှတ်မှာအနည်းဆုံး12မှတ်နဲ့15မှတ်ကြာရနိုင်လားလီဗာပူးကတော့ difficulty ရအခက်ဆုံးဖြစ်တော့သူတို့က12မှတ်ထိရနိုင်လား15မှတ်လုံးရဖို့လီဗာပူးခက်တယ်ဗျအမှန်တိုင်းပြောအဲ့၅ပွဲလုံးမှာ12မှတ်ရနိုင်လားဘယ်လိုထင်လဲ73မှတ်တပွဲတည်ရဒါမှမဟုတ်ရှင်2ပွဲတည်ရ 3ပွဲနိုင်စက်တက်မှတ်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့တည်မကြဘူး4ပွဲနိုင်2ပွဲရှုံးဖို့တော့ပိုပရီဖာဖြစ်တယ်ကျွန်တော်အမြင်ပေါ်လေးဘလို့မြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကြည့်တူပါလေး